မေဂန်ပြည်တော်စုဟာဆယ်စုနှစ်အတော်ကြာအတွင်းကာရေဘီယံပင်လယ်အတွင်းမှာစီးရင်အားအကြီးမားဆုံးတိုးချဲ့တည်ဆောက်မှုတွေကိုလှုပ်ဆောင်နေပါတယ်။အခုနှစ်ဩဂုတ်လမှာစတင်ခဲ့တဲ့ဒီစီးရေးတည်ဆောက်မှုမှာထောင်နဲ့ချီတဲ့တပ်ဖွဲ့ဝင်တွေအကြီးဆုံးစစ်သင်္ဘောကြီးတွေလည်းပါဝင်ပါတယ်။အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်ရဲ့တရားဝင်ထုတ်ပြန်ချက်ကတော့ဒီစီးရေးတည်ဆောက်မှုဟာကာရေဘီယံနဲ့လက်တင်အမေရိကတိုက်ပါဝင်တဲ့တောင်ပိုင်းစစ်ဒေသ South Com ဒေသအတွင်းမူရစ်မောင်ခိုဂိုင်းတွေကိုနှိမ်နှင်းဖို့အတွက်ဖြစ်တယ်လို့ဆိုပါတယ် ဒါပေမဲ့လည်းဝေဖန်သူတွေနဲ့တခြားနိုင်ငံတွေကတော့တိတာကြီးမားလွန်းတဲ့ဒီစစ်အင်အားတိုးချဲ့တိစောက်နေမှုဟာဗင်နီဇွဲလားနိုင်ငံကိုလိုအပ်ရင်စစ်ရေးရာတိုက်ခိုက်ဖို့ပြင်ဆင်တယ်လို့ယူဆနေကြပါတယ်။ဒီဒေသမှာရောက်နေတဲ့စစ်သင်္ဘောတိုက်ခိုက်ရေးရင်နဲ့စစ်လက်နက်ပစ္စည်းတွေကိုကြည့်မယ်ဆိုရင်တပ်ဖွဲ့ရင်အား၄000ပါတဲ့အမေရိကန်ရဲ့အကြီးဆုံးရေတပ်စစ်သင်္ဘောကြီး USS Gerald R. Ford စစ်သင်္ဘောမနစ်အင်္ဂါနေ့ကတောင်ပိုင်းစစ်တိုင်းဒေသကိုရောက်သွားတာ အဲ့ဒီမှာရောက်နေပြီးသားဖြစ်တဲ့ USS EOG မှာစစ်သည်မော်ကုန်းပေါ်နဲ့ရေတဲနှမျိုးစလုံးတုံးလို့ရတဲ့ယင်နေအော်ဂူလာကုန်းပိုင်းကလေးကရောက်နေကြတဲ့လေဒီကုံအထူးမရင်းတပ်ဖွဲ့ဝင်တွေအပြင်ဒုံးကျည်တွေတပ်ဆင်ထားတဲ့တိုက်ခိုက်ရေးအမြန်စစ်သည်မော်တွေတိုက်ခိုက်ရေးရင်ငုပ်သည်မော်နဲ့အထူးစစ်စင်ရေးဆင်နွှဲတဲ့နေရာမှာအုံပြုတဲ့ကန့်တဲ့ယင်တွေပါပါဝင်ပါတယ်။ဒါအပြင်စစ်အခစ်ကတုံးခဲ့တဲ့အခုမတုံးတော့တာကြာပြီဖြစ်တဲ့ပေါ်တော်ရီကိုက Roosevelt Road ရေတပ်စခန်းကို ပြန်အသက်သွင်းလိုက်ပြီး F-35B Stealth Fighter တိုက်လေယာဉ်တွေ MQ-9 Reaper Drone တွေလက်နက်အပြည့်စုံတပ်ဆင်ထားတဲ့ AC-130 Gunship တိုက်ခိုက်ရေးလေယာဉ်တို့အပြင်လက်ရှိရောက်နေပြီးသားအမေရိကန်တပ်ဖွဲ့အင်အားဟာအနည်းဆုံး15000လောက်ရှိမယ်လို့ခန့်မှန်းထားကြပါတယ်။တခြားတစ်ဖက်မှာလည်းအမေရိကန်ကတိုက်လေယာဉ်အပါအဝင်အနည်းဆုံးစစ်လေယာဉ်3000 အမေရိကတိုက်လယ်ပိုင်းမှာရှိတဲ့အယ်ဆာဗေရိုနိုင်ငံကိုအောက်တိုဘာလလယ်ကလေးကပို့ထားတယ်လို့ဆိုပါရခင်ဗျာကျွန်တော်ဇောင်းဝင်လိုက်ပါ